ဒီနေ့ခေတ်ကျွန်တော်ရဲ့ကဘာကြီးမှာနာနာဘဝနဲ့တရက်စီတို့လိုကြောင်စီယာကောင်းတဲ့ဖြစ်ရပ်တွေရော နေရာမျိုးစုံမှာဖြစ်ပြနေကြပါရင်ဒါပေမဲ့လည်းဒီလိုကိစ္စတွေရောဆေးရုံနဲ့ရေခဲတိုက်လိုနေရာမျိုးတွေမှာဖြစ်ရင်တော့ပို့ပြီးတော့ကြောင်စီယာကောင်းပါရင်ဒီလိုကြောက်စရာကောင်းတဲ့တရေသစီအဖြစ်အပျက်တွေဟာရုတ်တိမတန်ရှင်းပြချက်မရှိဘဲဖြစ်ပျက်လေးရှိတာကြောင့်ဒီလိုဖြစ်ပျက်တွေကိုမြင်မြင်တွေ့လိုက်ရတဲ့သူတွေဖို့တကယ်ကိုကြောက်လန့်စိတ်ရှုံထွေးစီမှာပဲဖြစ်ပါရည် ဒါပေမဲ့လည်းဒီလိုဖြစ်ရက်တွေတေခေါတချို့ကိုကင်မရာနဲ့ဖမ်းယူနိုင်ခဲ့ပြီးဒီဖမ်းယူနိုင်ခဲ့တဲ့ဗီဒီယိုတွေဟာပြည်သက်တို့ကို၆ချားတုံ့လောက်စေနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့်ဒီနေ့မှာတော့ရင်ခွဲယုံနဲ့ဆေးယုံလိုမျိုးနေရာတွေမှာဖမ်းယူရမိထားတဲ့ကြောက်စရာအကောင်းဆုံးဗီဒီယိုတွေအကြောင်းကိုပြောပြပေးသွားမယ်ဖြစ်ပါတယ်ခင်ဗျာ။ဆရာဝန်ရဲ့ဝိညာဉ်လူတရားတိဆုံသွားတဲ့အခါမှာဝိညာဉ်ဟာခန္ဓာကိုယ်ကနေထွက်ခွာသွားပြီးကိုယ်တိဆုံခဲ့တဲ့နေရာကိုမကြာခဏပြန်လည်တွားရောက်လိမ့်ရှိတယ်လို့ပြောလို့ရှိကြပါသေးတယ်။ အခုဒီဗီဒီယိုမှာလည်းအဲ့ဒီလိုဖြစ်ရမျိုးကိုတွေ့မြင်ရမှာဖြစ်ပြီးတော့ဒီဗီဒီယိုကိုတော့ Honduras မှာဇေယျကိုလူနာလာကြီးတဲ့လူတစ်ယောက်ကရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဒီမှာသူကင်မရာနဲ့ဇင်းကြံအစုံဖက်ကိုပြသလိုက်တဲ့အခါမှာတော့တာမန်ဇေယျတွေလိုမျိုးတန်းစင်ပေါင်းများစွာကိုတွေ့မြင်ရမှာဖြစ်တာကြောင့်ဇေယျဟာပုံမှန်အတိုင်းပဲရှိနေတဲ့ပုံပေါ်ပါတယ်။ဒါရမယ်လေဒီလိုထူးထူးဆန်းဆန်းအဖြစ်ပြက်တစ်ခုဖြစ်ပြက်သွားတဲ့အခါမှာတော့ဒါပုံမှန်အတန်းရှိမနေတော့ပါဘူး။ ညာဘက်မှာရှိတဲ့တကားပေါက်ဝမှာထူဆန်းတဲ့ဖြက်ကနေအရင်ရောင်တစ်ခုကိုဒီမှာတွေ့မြင်လိုက်ရမှာပဲဖြစ်ပါတယ်။ဒီထူဆန်းတဲ့အရာဟာလူပုံစံရှိပြီးခမ်းမာတွေကိုလုံးဝထွက်မလာခင်မှာဟော်ကန်လန်တစ်ယောက်လူရှင်မရှင်စစ်ဆေးနေတယ်လို့ယူဆရပါတယ်။ဒီမှာဗီဒီယိုရိုက်ကူးတဲ့သူဟာလည်းခမ်းမာအတွင်းမှာလွင်မြောနေတဲ့အရာကြီးကြောင့်ကြောက်လန့်သွားခဲ့ရပါတယ်။ဒီဗီဒီယိုကိုလူများပြားကတားဟာကျမကြီးဌာနမှာတစ်ချိန်ကလောက်ကန်ခဲ့မှုတဲ့ဆရာဝန်တူဦးရဲ့ဝိညာဉ်ဖြစ်ပြီးဘာကြောင့်မှမသိဘဲဆေးရုံမှာတက်တီသွားခဲ့ကြတာလို့ဆိုထားကြပါရှင်။ ဒီမှာတော့ဗီဒီယိုရိုက်ကူးသူဟာသူ့လက်ထဲမှာရှိနေတဲ့ကင်မရာနဲ့မျက်မြင်တွေ့ခဲ့ရတာတွေကိုတုံလောက်ခြောက်ခြားသွားခဲ့တာကြောင့်ဒကာနောက်ွယ်မှာပုံအောင်ပြီးအဝေးကနေအခြေအနေကိုစစ်ဆေးဖို့ခြေလှမ်းအနေငယ်ပြန်ဆုတ်ခွာသွားခဲ့ပါတယ်။သူနေရာမှာဆိုရင်တော့ဘာဆက်ဖြစ်မလဲဆိုတာကိုစောင့်ကြည့်မယ်ဆိုကျွန်တော်အနေနဲ့တေချာပေါက်ကိုတံပြေးမိပါပါ။ဒါပေမဲ့အဲ့ဒီလူရဲ့ကင်မရာနဲ့ရိုက်ထားမိတာကိုဒီမှာပြည်သက်တို့ဘယ်လိုထင်ကြပါသလဲ။လူတွေကပြောကြသလိုပဲဒါဆရာဝန်ရဲ့ဝိညာဉ်ပဲဖြစ်နိုင်သလိုတခြားအရာတခုလည်းဖြစ်ကောင်းဖြစ်နိုင်ပါ रे ခင်ဗျာ